အမေရိကန်ရဲ့စီးပွားရေးတန်ခတ်ပိတ်ဆို့မှုတွေကိုရုတ်သိမ်းဖို့အစဉ်သင့်မဖြစ်သေးဘူးလို့မြန်မာပြည်ကိုရောက်နေတဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဟီလာရီကလင်တန်ကပြောလိုက်ပါတယ်။နေပြည်တော်မှာသမ္မတဦးသိန်းစိန်နိုင်ငံသားရေးဝန်ကြီးတို့နဲ့တရားစီတွေ့ဆုံပြီးတင်ဂါဟာဟိုတယ်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကလင်တန်ကသတင်းတောက်တီကိုပြောဆိုလိုက်တာပါ။ So we're not at the point yet that we can consider lifting sanctions that we have in place အခုချိန်ထိတော့ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုရုပ်သိမ်းဖို့စဉ်းစားထားတာမရှိသေးသလိုနိုင်ငံရေးပြောင်းလဲမှုတွေနောက်ပြန်လှည့်သွားမလားဆိုတာကိုလည်းစောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်းပြောဆိုသွားပါတယ် မြန်မာပြည်မှာလောလောဆယ်နိုင်ငံကြီးအပြောင်းလဲတွေပေါ်မှာအမေရိကန်အစိုးရအနေနဲ့အကောင်းမြင်ပေမဲ့နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့တမနာဥသိမ်းစိန်နဲ့တွေ့ဆုံစဉ်မှာတိုက်တွန်းခဲ့တယ်လို့ကလင်တန်ကသတင်းတောက်တွေကိုပြောပါတယ်။ဒါအပြင်အမေရိကန်နိုင်ငံသားဝင်ကြီးကနိုင်ငံရေးအကျဉ်းသားအလုံးလွှတ်ပေးဖို့ကချင်ဒေသကထိုးစစ်တွေကိုရပ်တန့်ဖို့နဲ့တမနာဥသိမ်းစိန်ကိုတောင်းဆိုခဲ့တာတွေလည်းရှိပါတယ်။စီးပွားရေးပိတ်ဆို့မှုကိုဖယ်ရှားဖို့ဆိုတာတော့လွယ်တော့မလွယ်သေးပေမဲ့အမေရိကန်နဲ့မြန်မာအတူတူကလုပ်သွားမယ်ဆိုရင်တော့ ပို့ပြီးတော့ဆက်ဆံရေးချောမွေ့စီမယ်လို့လဲသတင်းတောက်တွေရဲ့မေးခွန်းကိုဖြေကြားသွားပါတယ်ကျွန်တော်ကိုတက်ပါ